ျွန်တော်တရားဆွဲတဲ့ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့လာမပို့ပါနဲ့လို့ကျွန်တော်တောင်းပန်တယ်တောင်းပန်တယ်နော်လာမပို့နဲ့သူတို့ရေးနေတဲ့အရေးအနေအထားတွေအစင်တန်းတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တရားခံနဲ့တရားခံဆိုကျွန်တော်သူ့ကိုတတ်ဖြစ်တာဟမ်ခမားတို့ကလည်းဗျစဉ်းစားဖို့ဗျာကတော့ပါရဲ့ကျွန်တော်လာလာပို့တာလားအမတရားခံသူ့ကိုပြန်ပြီးတော့မှပြောတယ်လို့ပါလို့ဆိုတရားခံဆိုတော့သူ့ကိုတက်အားလို့ကျွန်တော်တရားခံဟုတ်လားဟော အမှုပွင့်နဲ့အမှုဆွဲမှာအမှုမြောက်မှာတရားခံဖြစ်ပါလေပြောလိုက်ရင်တို့ရောဥပဒေကျမ်းအောင်နားလေတယ်တို့ရောလောက်မရှိဘူးတလားနော်ဟိုတကောင်ကအကောင့်မှာဖြတ်ပြီးတော့မှပြေးတာကဲပြီနော်အကောင့်တော့ဖြတ်ပြီးတော့ပြေးတာနော်မတိရအရင်တော့မှတရားရုံးမှာအမေဒီမှာ data အချက်လက်တွေနဲ့နော်အကောင့်လုံးမှာစနစ်တွေထုတ်ထားပြီးသားနော်ဘာမှမပြောလို့ပါဘူးနော်ဖြေရှင်းဖို့ပဲကြိုးစားပါနော်ခမားတို့နဲ့ကျွန်တော်နဲ့ဒိတ်တိုက်တွေ့ကြတာပေါ့နော် ထိတ်တိုက်တွေ့မယ်တီးတန်တခုချင်းစီသွားမှာနော်တည်ရင်စုံချမ်းကြီးလားတခုချင်းစီသွားအောင်မှာလုံအောင်မှာနော်ခမားတို့ပြဿနာကိုအရင်ရှင်းပေးမယ်ဟလာအမှုဖွင့်နေဟလာခမားတို့ပြဿနာကိုကျွန်တော်အရင်ရှင်းပေးမယ်ဟုတ်ပြီလားနော်ဘာနဲ့စင်းလာတော့ငလင်လို့တာငလင်လို့တာငလင်လို့နေရဗျတမီးလေးပြင်ထွက်ငလင်ကျန်းနေရောပေါ့ပြီအပြင်တော်စမ်းငလင်လို့နေတာဒီမှာ တင်ဦးလေးငလင်လို့တယ်ဘယ်သူတွေလို့လဲတော့မသိဘူးပေါ့နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မင်းသားကြီးနဲ့မိုးမိုးခိုင်ကိုအစွမ်းကုန်တွန်းလှန်သွားမယ်လို့အာကြီးကျုံဝါလိုက်တဲ့ရုပ်တံနဲ့အတူကမမျိုးပေါ်ရက်ွက်စေကန်းကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုပြည်သူနဲ့ဦးထိခိုက်တံရရရှိပြီးစေကန်းပျက်စီးသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် မကွေးတိုင်းပခုတ်ကူမြို့နယ်ကမားမြို့ပေါ်ရှိရက်ွက်စည်းကမ်းတစ်ခုကိုစစ်ကောင်စီတပ်ကလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှင့်ဦးထိခိုက်ဒဏ်ရာရရှိပြီးစည်းကမ်းပျက်စီးသွားကြောင်းစိတ်ဖြူတကူတော်ကြားဆိုကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောကြားသည် ယနေ့မေလ16ရက်နေ့နနက်6နာရီ18မိနစ်အချိန်ပခုတ်ကူမြို့နယ်ကမမြို့အနောက်ဘက်ဂျိုးပြန်ရက်ကွက်အတွင်ဖွင့်လှစ်ထားသောစေကန်းကိုအကျန်းဖက်စစ်ကောင်စီ၏တရားဥပဒေတမတ်တလာသောချက်ဖိုက်တာဖြင့်ဘုံနှလုံးကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှင့်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း စေကံပျက်စီးသောကစေကံအနိရှိထမ်းပင်ပါထဝက်ခန့်ပြက်ထွက်ပျက်စီးခဲ့ကြောင်းသိရသည့်စေကံကပိတ်ထားတာကြာပြီးစေကံတွေစာတင်ကြောင်းတွေကိုလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်စေကံမဖွင့်ပေထားတာစေကံကနှစ်ဆောင်လွဲပေါ်အဲ့ဒီစေခန့်လဲပျက်စီးသွားတယ် စေကန်းနီးမှာရှိတဲ့ထန်းပင်လည်းပြတ်ထွက်သွားတာအမျိုးသမီးသားတဦးကတော့ဦးကောင်းပေါက်သွားတယ်လို့သိရတယ်။ကျန်တဲ့တယောက်ချီနေကတော့မသိခဲ့ရဘူး။ဟုစိတ်ဖြူတကူတော့ကြားစိုးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြသည်။အကြံဖက်စစ်ကောင်စီကယခုမေလအတွင်းအပြစ်ခတ်ရစဲရေးကြေညာထားတော်လဲ၄ချောင်းတိုက်ခိုက်မှုများတိုးမြင့်လှုပ်ဆောင်လျက်ရှိကြောင်းတော်လန်ရေးတပ်ဖွဲ့များထံမှသိရှိရသည်။ကျွန်တော်အမှုကဟမ်ဘာမှုလဲအဲ့ တရားဆွဲအမှုပွင့်နဲ့အမှုပဲရှိသေးတယ်တရားဆွဲတဲ့စင်နဲ့မဟုတ်ဘူး၆၆ကြောက်ကကြီးကျွန်တော်ပြောတယ်ဆဲပါလေလို့ဘာလို့ဆိုတာကျွန်တော်ပြောတာတောင်းပါလေလို့လာမဲလို့မောမောကန်ဆိုတာဘယ်ကဖာမဲမအောင်တယ်လို့ဆဲတာမောမောကန်ဆိုတာတယောက်တည်းရှိရမောမောကန်ကဘယ်ကဖာတယ်မလဲလို့ဆဲတာ ਨੇ တရားဆွဲလို့ရလားကျွန်တော်လာမဲလို့ကျွန်တော်ဆဲတာလေကျွန်တော်မသိမှမသိတာအဲ့ဒါလေးနဲ့ဟို စစ်စပတ်အလားလုပ်ပြီးဘူးဒီလိုလီးနဲ့ထိုးတယ်မှုအဲ့ဒါကိုကျွန်တော်တရားခံလို့ဖြစ်အောင်လုပ်ပြန်အောင်ပြည်သူပဲတရင်းသားရှင်းရှင်းပွဲနဲ့ကျွန်တော်တောင်းပန်ရမယ်တဲ့ဟမ်ဟိုကိဘုံကပြောသွားပြီကိုတော်ဘုံရအဲ့လိုမပြောပါဘူးလေစောက်ရှက်မရှိဘူးလမ်းပေါ်မှာစောက်စင်တန်မရှိတဲ့ဟာမတွေဒါဒီကောင်မတွေကနော်အဲ့တော့ကျွန်တော်ဘာလုပ်မလဲလဲခဏလို့စောင့်ကြည့်ကျွန်တော်အဲ့ဒီလာမပို့နဲ့ကျွန်တော်တကယ်အာရုံနှောက်နေဘာလို့လဲကျွန်တော်လည်းစိတ်တော်တော်လေးကိုဒီဟိုတိုက်ပွဲတိုက်ပွဲတနေ့နေရာတစ်မျိုး အာကိုမြေကိစ္စတဲ့မျိုးအာဘာဘာနေမှန်းသိမျိုးဆုံးနော်အဲ့တော့ကျွန်တော်လာမပုံနဲ့ခဏတော့လည်းအုံနောက်ရှိတယ်လေကျောက်တောက်ခါကြီးတဲ့အမှုပွင့်တာလေတရားဆွဲတာမှမဟုတ်တာဟိုမှာဆန်ရှယ်တင်အောင်မှာနော်တလားတော့တလားတလားတလားခွဲတော့ကြာအောင်မှာတင်ပြီးမှတင်ပြီးမှကြာလာမှာတရားကျောက်တောက်ခါကြီးမြောက်ပါတယ်လို့ပြောမှာနော်အဲ့ဒီမြောက်ပါတယ်လို့လူကလည်းဘယ်သူကပြောမလဲတော့မသိဘူးနော်ဦးမေအောင်လိုင်းကိုဆဲနေတဲ့လူကိုကြာတော့ဘယ်သူမှတရားမဆွဲဘူးနော် ီတကူကြတော့ဘုရားကြီးကိုဆွဲဆဲနေတယ်ဘာမှတရားမဆွဲဘူးနိုင်ငံချစ်တိုင်းပြည်ချစ်လူမျိုးချစ်ကိုကြတော့အဲကြောကြောက်ကကြီးနေတယ်တရားဆွဲနေတယ်ဘာလို့ဆွဲတာလဲဆိုတော့လေအဘကကြိုကြီးပုံနောက်မှထားပြီးတော့ကမရိုချစ်တဲ့လူကဆွဲတာတဲ့ဟောဗျာဘလို့လောက်ကြအောင်ညမပြရနော်အဲ့တော့ကြတော့တော်တော်လေးကိုကျွန်တော်ဟောလိုက်လာပြီးတော့မပို့ပါနဲ့လို့ကျွန်တော်ယူကျွမှာတခါလဲပြောပေးရသေးတယ် နောက်တော့တစ်တော့မှကျွန်တော်အကောင့်တူတွေအများကြီးကျွန်တော်နှကောက်မဲ့သုံးတယ်ဒီမှာကျွန်တော် property နဲ့သုံးနေတဲ့ကော5ပိုင်5မီလီယံရှိတယ်လူဦးရေတိုင်းသားတွေကြီးသွားတယ်နောက်တီတာယူမှုနဲ့ကျွန်တော်နဲ့တွေ့ရတာလေဥစ္စာနောက်အဲ့မှာမိအဲ့မှာသွားကြည့်နောက်အဲ့ဒီအကောင့်ရဲ့ဇော်ဘုံတိတ်တိတ်တိတ်ဆိုတဲ့ကောကျွန်တော်သားအဖေနဲ့ဟင်းဆိုတာနဲ့ဇော်ဘုံဆိုတာနဲ့ထူးလွန်းလို့ကြီး အဲ့နှစ်ကောင်မရှိတယ်ကြံတဲ့ကောင်ကအတုတွေအဲ့ဒီအတုတွေထဲမှာမှကျွန်တော်ရဲ့ fan တွေပေါ့နော်သူတို့သုံးတွေကတော့ရှိတယ်နော်အဲ့တော့ကျွန်တော်တရေခံလို့ပြောအောင်သူ့အားလို့ကျွန်တော်တရေခံလို့လားဟောအမှုွင့်နဲ့အမှုဆွဲမှာအမှုမြောက်မှာတရေခံဖြစ်ပါလေပြောလိုက်ရင်သူတို့ကဥပဒေကြမ်းအောင်နားလေတယ်သူတို့လည်းမရှိဘူးတလားနော်ဟိုတကောင်ကအကောင့်မှာဖြတ်ပြီးတော့မှပြေးတာပြေးပြီနော်အကောင့်တော့ဖြတ်ပြီးတော့ပြေးတာ နော်မတိရအရင်တော့မှတရားရုံးမှာအမေဒီမှာ data အချက်လက်တွေနဲ့နော်အကုန်လုံးမှာစတိတွေထုတ်ထားပြီးသားနော်ဘာမှမပြောလို့ပါဘူးနော်ခြေရှင်းဖို့ပဲကြိုးစားပါနော်ခဏလေးနဲ့ကျွန်တော်လည်းထိတ်တိုက်တွေ့ကြတာပေါ့နော်ထိတ်တိုက်တွေ့မယ်နော်ဟုတ်ပြီလားနော်ခဏလေးပဲလည်းငကားရောလားခဏလေးငကားကြီးမိမပုံမှာ KB ဇက်ဘံမှာနော်ဝန်ထမ်းတယောက်ကပတ်စံအဲ့လောက်ချမ်းသာလားလို့မေးဦးမှာမေးဦးမှာမေးဦးမှာနော် ဒီတန်တခုချင်းစီသွားမယ်နော်ပြည်ရှင်စုံစမ်းကြည့်လားတခုချင်းစီသွားအောင်ပါလုံးအောင်ပါနော်ခမားတို့ပြဿနာကိုရင်ရှင်းပေးမယ်ဟုတ်လားအမှုဖွင့်တယ်ဟုတ်လားခမားတို့ပြဿနာကိုကျွန်တော်ရင်ရှင်းပေးမယ်ဟုတ်ပြီလားနော်ဘာနဲ့ဆင်းတာတော့ဟမ်ဘာနဲ့ဆွဲတာတော့နော်ကျွန်တော်အဲ့ကြောင်းနေမပြောချင်ကျွန်တော်လာလာမမေးပါနဲ့လို့နော်ကျွန်တော်တို့ကိစ္စကိုလိုင်းပေါ်မှာတရားဝင်ကျွန်တော်ကိုယ်တိုင်ပြောပေးပါမယ်ဟုတ်ပြီလားခဏလေးစောင့်နော် ဘယ်သူကဘာလဲသိမယ်အဲ့လိုလိုင်းပေါ်ကနေခင်ဗျားတို့စဉ်းစားကြည့်လေညာဒီလိုမျိုးသမီးရသူ့တရင်သာရှင်းရှင်းပွဲနဲ့တောင်းပန်ပါလေဆိုတော့တရင်သာရှင်းရှင်းပွဲနဲ့တောင်းပန်ရဲဆောက်စင်ခေဘုံကဟိုမှာပြောအတောင်းပန်ပါဦးတဲ့ကိုတော်ဘုံရရတယ်အဲ့လိုလည်းမပြောပါဘူးဆိုတော့လိုင်းပေါ်မှာအနံ့ယူပြီးရှောက်ရှေးနေတာပြီးဆောက်ကောင်းနေရမထွက်ဘူးတက်တော်သားနဲ့တက်တော်သားမိသားစုတက်ထဲကိုသွားရင်လားသွားတယ်သူတို့ဝင်လာဘယ်သူမှဝင်မခံဘူးစစ်တပ်ကသူတို့ဝင်မခံဘူးစစ်တပ်တက်တက်တက်သွားဝင်ကြပါဦး နော်အခုကြာရသွားလိမ့်မယ်ဟိုလူဘာဒီလူဘာပြီးတော့မှအဲအိုက်တက်တဲ့လေးကသွားပါလားလူကြီးတွေအတိတ်တို့လက်ခံပါလေမဟုတ်ဘူးနော်အဲကျွန်တော်လည်းအတန်လေးလည်းဝင်နေတယ်ကျွန်တော်ပြောချင်တာကတရင်ချက်လက်တွေအတိုင်းပေါ့နော်အောက်ခြေကရှိနေတဲ့စစ်တီစစ်သားတွေစစ်တောင်းမှုတွေနော်အထက်ကိုရဲရဲဝံ့ဝံ့တင်ပြပါနော်အားလုံးကအသက်တွေနဲ့ဖြစ်တဲ့အတွက်နော် ကိုယ့်ရဲ့အတတ်အနေလဲစိုးရင်ရတယ်ကိုယ့်ရဲ့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာနံပါတ်1ကတော့ကိုယ့်ရဲ့အတတ်အနေစိုးရင်ရတယ်တတိယရှိရှိသတင်းပို့ပါကျွန်တော်တို့မှဘာလို့နေတယ်ဆိုတာကိုပြောပါမပြောရင်ကျွန်တော်ပြောပါတိတိတနာလေးတော့ရေးပို့ပါကိုတို့ဘုန်းကြီးကျွန်တော်တို့ကတော့အင်အားတလောတလောနဲ့ဒါလေးရှိရဆိုရင်အပေါ်ကိုကျွန်တော်ပို့ပေးလိုက်မယ်အောက်ခြေကနေတော့မှအပေါ်မှမအုပ်ဘူးအဲ့ဒါလေးတော့ကုကြည့်ပေးပါဟိုဟိုနေ့ကတော့မလွဲတောင်မှသူများတိုက်လာဆောင်းအောင်မလားကိုတက်လာဆောင်းအောင်မလားဆိုတော့ကိုကြည့်တော့လည်းဘာလို့ပြောလဲအမေမို့လို့ရတယ် တွန်းရတာရေးပို့လိုက်ကျွန်တော်ဖုန်းနေလေဒါတော့ပြောနေဗျာကျွန်တော်လူကြီးတွေကိုပြောပေးပါမယ်လို့နော်အဲ့တော့မိမိအတားအနေရဲ့မိမိရဲ့တပည့်ရဲ့ဂုဏ်သိက္ခာနိုင်ငံနဲ့လူမျိုးကာကွယ်နေတဲ့တပ်မတော်သားတွေကျွန်တော်သိက္ခာကြပါခံနိုင်ဦးနော်အဲ့တော့ဒါမှမပူနဲ့နော်အားလုံးကအေးဆေးပဲနော်တိုင်းပြည်ကနောက်ဆုံးဗမာပြည်တည်းရဲ့ အခုဒီကောင်လေးကမလုပ်နေလေငလင်လို့တာငလင်လို့တာငလင်လို့နေရဗျတမီးလေးပြင်ထွက်ငလင်ကျန်းနေရောမဟုတ်ပေအပြင်တော်လားငလင်လို့နေတာဒီမှာပြုံးလေငလင်လို့တယ်ဘယ်သူလဲလို့လဲတော့မသိဘူးပေါ့နော်အာဟောပြပြောမယ်ကားထဲမှာခဏနေနော်ဒါအနာလေးနေလိုက် ငလင်လုံးနေလို့ကျွန်တော်လည်းခဏနားမယ်နော်ပြင်းဦးလေးကိုဟောမှာစေနာကြီး25မိနစ်မှာငလင်လုံးတာပေါ့နော်မသေးပါဘူးမိသားစုလိုက်မသေးဘူးအစ်စေးပဲလိုက်တွဲမပြတ်ဘူးနိုင်ငံနဲ့လူမျိုးတော်ကိုငလင်လုံးနေအောင်တည်တာထိုင်အောင်မထအောင်အဲ့ဒီကြီးစောင်းသဘောပေါက်လိုက်ချင်းလားမိသားစုလိုက်ဒီမှာရှိတယ်ငလင်လုံးတာဒီကောင်ကနေတစ်ချက်ထားလားကြည့်ကြည့်လိုက်နော် ချွတ်ကျင်းနေတယ်မှာဇော်ပိုးကြီးမပါဘူးဟုတ်ငလေးလောက်ွားတယ်ပြင်ဦးလေမှာအခု10နာရီ25ပါချန်တော့မှလည်းလုတ်တယ်တဲ့ဟုတ်ကဲ့အခုလုတ်နေတယ်ပြင်ဦးလေမှာလည်းငလေးကအတန်အပြင်ကကျွန်တော်ခွေးကျွန်တော်ခွေးတကားလာကောက်တယ်ထင်တာငလေးကလောက်တော့မှအတန်ဟိုးဟိုးဟိုးနဲ့ဘလို့အတန်ကြီးလည်းမသိဘူးဟိုးနေလို့ကလေးတွေပြင်တော့ခမ်းလိုက်တာကျွန်တော်အိမ်ထဲမှာပဲရှိနေတယ်နေပြီးတော့လည်းလုတ်တယ်တဲ့ဟိုးပုံးလည်းအခုပဲလုတ်သွားတာတဲ့ဟုတ်တယ်ဟုတ်တယ် ုံးဆိုပဲဒီမှာကြောက်လို့မဟုတ်ဘူးဘုံ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 လို့လုံနေတာအဲ့မလီယာနဲ့မပြီးနိုင်ဘူးလားမသိဘူးเนาะကျွန်တော်မြန်မာပြည်ဒီလိုအပုတို့တွေနေတင်လာအဲ့လိုလူမျိုးတွေကြောင်းမလို့မြန်မာပြည်မှာကတ်ဆိုင်တာတေတာမင်းတို့လိုကောင်းလေငါတို့ကဘာမှဖြစ်ဘူးအော်ကျွန်တော်မိသားစုဘေးကင်းပါတယ်ဘာမှဖြစ်ဘူးပြင်းဦးလည်းလောက်တော့လို့တယ်အခုဒါမန္တလေးဆိုတော်တော်ကျန်းလောက်လေရှင်းပါသေးမန္တလေးကတကယ်ချင်းဒီဘုံဆက်မရအောင် ဟုတ်ပြီမဘူးတခါနဲ့မင်းမင်းရောဟုတ်ဒီမှာတော့ဂျန်တော့အဲ့အဲ့မှာတူဂျန်တော့လေနောက်တခါလုံးရင်ပြိုပြီတဲ့ကောက်ပြလာအောင်မယ်တဲ့လိုက်တွင်ပေးနေတာခုံကတော့အထားမပြတ်ဘူးငလင်လို့တာအဲ့ဒါဇော်ဘုံရဲ့တစ္ဆာသမားကြီးပဲရှင်းတော့ဒီများတို့ကငလင်လို့တယ်ဆိုပြီးတော့ဟာပြီးပြေးတော့ဇော်ဘုံရဲ့အစ်စေးပဲ ချင်းနေနော်အေးစေပဲလှုပ်နေတယ်ဘာဖြစ်လို့ပြစ်စာသမားကြီးနိုင်ငံနဲ့လူမျိုးပေါ်မှာချက်တယ်ဘာသာတရားနဲ့ရင်ကျဲမှုတလုံးဒလေဒုံးဒုံးလန်းစင်လာတွေကိုမျက်နှိုးတဲ့လူသားတယောက်ကလူလူနဲ့တည်ပါအသေးဆုံးနဲ့တမတည်ဘူးဒီမှာဂမ်ဘီယာချက်ချင်နေလို့ဒီမှာဒီမှာအတက်ကူလမ်းကြောင်းနဲ့တွေ့လားယူလို့เนาะ ။ပြင်ညာကြရင်ကအောင်မတိတော့မှလာကြည့်လိုက်။အဲ့တော့ဒီကလေးလို့တော့ဒီမှာမိသားစုနဲ့နည်းနည်းကလေးတွေကိုအပြစ်ပေးလိုက်အောင်မယ်နော်။ဒီမှာပြီးအများဆုံးချင်းချင်းပါစီရှင်းတဲ့အောင်နေတဲ့တက်မတော်သားတွေဘေးရနေခင်ချင်းပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မေတ္တာဖို့ဆုတောင်းပေးပါရစေ။